xuế xuế จะเดินข้ามไปตรงเนี้ยแล้วได้กลับมาแล้ว ไม่รู้ไม่รู้ข้ามมาตรงนี้ไหมหรือว่าจับตัวเท่าไหร่ถ้าเราดูเอาใส่อีกีตัวเดียถ้าเกษีจะไปดูเตียบาร์เลยโอ้โหตัวเท่าไหร่ละ 他呀，还有一波家。我讲你阿肥呀，哈哈哈哈哈，你讲你我那你落落来。Thank you. ไม่เอาตังค์สุดหรอ ပုံမှန်ကြီးရတာပတ်ဆက်မယူနဲ့တူတယ်ဆိုပေါ်အဲ့ရောင်နေမိုက်ပါတယ်ဝဲဆွဆွဲอืมต้องใส่ต้องใส่ลงที่ถ่ายรูปเลย ก๋วยติ๋วเหรอจีเวยันเนี่ยไปถั่วตุ้มเนี่ยตัวบ้าไส้ไม่เห็นมีไส้แอลไส้แอลไส้

Hãy subscribe cho kênh Ghiền Mì Gõ Để không bỏ lỡ những video hấp dẫn Mm. Sốp <coughs> so, giờ ấy nhậu lì là mấy bà đấy Thôi bà, anh ấy dòng lì bà chạy chạy ပန်းရောင်ဆိုတော့ယောက်ျားလေးနဲ့သိပ်ပြီးတော့မဆောက်ပေါ့နော်သမေအောင်လက်ကားပလေးတာထင်တယ်

cho bọn dây bị bỏ cho bọn bỏ này là xây con này đã sai không xe lâu mà, được,

mà bây giờ tôi ông mất đi à bố kìa mày đi làm đi mày đi ra lồng gì để ra င်္ဂလာပါလို့ဦးကနှုတ်ဆက်တွောင်းလေတွောင်းလေထိုင်းစကားနဲ့ပတ်တတ်တယ်ဒီနေ့ဦးကပြောချင်တာက Sky Villa Condominium ရဲ့မန်းလေးမှာရှိတဲ့ Sky Villa Condominium ရဲ့ဆောက်လုပ်ထားတဲ့ပုံစံနဲ့ပြိုကျသွားတဲ့ပုံစံဒီကိုဦးကပြောချင်ပါတယ်ဦးမနေ့ကမှနောက်လျှောက်ဗီဒီယိုကလစ်တွေကိုတင်ချကြည့်မိတဲ့အချိန်မှာဗီဒီယိုကလစ်တစ်ခုကိုဦးကြည့်လိုက်ရတဲ့အချိန်မှာ drone နဲ့ရိုက်ထားတဲ့ video ပေါ့နော် channel new asia ကနေတင်သွားတဲ့ drone နဲ့ရိုက်ထားတဲ့ video တစ်ခုမှာ sky villa ပြိုကျတဲ့ပုံစံကဒီအဆောက်အုံကငလင်းတဲ့ခံနိုင်မှုနီနီတာတာပေါ့နော်ငလင်းတဲ့ဟိုခံနိုင်မှုနီနီတာတာပါဒီတာမန်ငလင်းတဲ့တောင်ပြိုကျနိုင်တဲ့အဆင့်လောက်ရှိတဲ့ အရေးသွေးမျိုးဖြစ်နေတာလို့ဦးအောင်ထင်ပါတယ်ဦးထင်တာပြောပြပါဒါပေမဲ့လည်းဒါတွေအားလုံးကကျွမ်းကျင်တဲ့ civil engineer ရဲ့ investigation အဖွဲ့တွေကပေါ့နော်စုံစမ်းစစ်ဆေးရေးအဖွဲ့တွေကစစ်ဆေးဖို့လိုတယ်လို့ဦးအောင်အကြံပေးခြင်းပါဘာဖြစ်လို့လဲဆိုတော့ sky villa ရဲ့တည်ဆောက်မှုပုံစံကသူက individual ရက်တီနေရဲ့ building တစ်ခုမဟုတ်ဘူးပေါ့နော်ဒီလိုမျိုးအတွဲလိုက်အခန်းလိုက်ဒီသူရဲ့တစ်ခုကိုမှီပြီးတော့ဒီတစ်ခုလုံးပေါ့နော် ီ block တစ်ခုလုံး block စာတစ်ခုလုံးအပြည့်ဆောင်ထားတဲ့ bidding ဖြစ်တဲ့အတွက်အကယ်၍ shaking ဖြစ်ခဲ့ရင်တော့တစ်ခုနဲ့တစ်ခုကမိညာနေရအတွက်ချစ်ချင်းဝုန်းကလေးနဲ့ထိုင်ချလိုက်အောင်ပြားချက်သွားလောက်အောင်ပြိုကြဖို့ကမလွယ်ဘူးပေါ့နော်အခုဆိုရင် sky villa ကရှေ့ပိုင်းကကျန်ခဲ့ပြီးတော့နောက်ပိုင်း block တွေကလောကအောင်ထိုင်ချသွားတာပြားချက်သွားတာပါပဲနော်ဘာဖြစ်လို့လဲဆိုတော့ဒီလောက်ပေါ့နော်တူးတူးတဲတဲ့ ထိုင်ချပြီဆိုကြရပြန်ပြီးတော့တွေးကြည့်လိုက်မှလို့ရှိရင်တုံးထားတဲ့ပစ္စည်းတွေ quality မကောင်းလို့ပေါ့ဗျာခုလုံးစောက်ထားတဲ့ဘေးတွေနဲ့ဘေးနားမှာရှိတဲ့တာမန် contractor စောက်ထားလို့ပြောကြသွားတဲ့ဘေးတွေလေးအယူဒီတချို့တွေကအပင်းနဲ့ပုံမှာစောက်ထားတဲ့ပြိုင်ပြိုင်လေးတစ်ခုလည်းပဲရှိတယ်ပေါ့နော်အဲ့လိုမျိုးရဲ့ယာရင်တဲ့အချိန်မှာပြိုကျသွားတာရှိတယ်ထိုင်ချတာမဟုတ်ဘေးလိုက်ကြတာအခုက sky villa ကထိုင်ချတာအဲ့တော့ဦးပြောချင်တာက ကွန်ဒိုမီနီယံတွေမှာငလင်းလန်ခန္ဓာအောင်ဆောက်ထားပါတယ်အာမခံနေနေပေါ့နော်လှူထားတဲ့လူတွေဆောက်လို့ရပညာရှင်တွေအဲကွန်ဒိုမီနီယံအောင်ဆောက်ထားတဲ့ဆောက်လို့ရပညာရှင်တွေကတော့ဖြည့်ရှင်းပေးဖို့လိုပါတယ်လို့ဟိုကတောင်းဆိုပါဘာဖြစ်လို့လဲဆိုတော့ marketing အတွက်ပဲ marketing တမားတွေကဒီအမှန်တကယ်ဆိုရင်အာမခံချက်ကမဖြစ်နိုင်ဆိုရင်တော့မပေးတင်ဘူးပြဒီအခန်းရောင်းအောင်ပဲတက်တက် ပုံစံလိုက်ထည့်ပြီးကျွန်ကြတာလားတကယ်ဘယ်စောက်ထားတာကငလင်းတန်းခဏိုင်အောင်စောက်ထားတာလားငလင်းတန်းခဏိုင်အောင်ဆိုရင်အောက်မှာကျွန်တော်တို့ hydraulic shock wire တွေထည့်ထားလားဒီဇိုင်းမှာပေါ့နော်ဘေးရင် design မှာ hydraulic shock wire တွေထည့်ထားလားနော် horizontal movement but vertical movement ဒီ shock wire တွေထည့်ထားလားမထည့်ထားလားဆိုတာကိုလည်းစစ်ဆေးဖို့လိုပါတယ်ဟုတ်တယ်အဲ့ဒါတော့အဓိကအချက်လို့ထင်တယ်အဖြစ်လို့လဲဆိုတော့အခု time မှာလို့ပေါ့နော် ဒီ Southern Star တိုက်ကြီးပြိုကြွားတဲ့အချိန်မှာအားလုံးကပြင်ဆင်နေပါတော့။အဲ့တော့မြန်မာနိုင်ငံမှာလည်းဒီ Sky Villa ပေါ့နော်။ပက်ပက်ဆက်ဆက်ရရဆက်ဆက်အယုံဆိုးစွာထိုင်ချသွားတာ။သူကထိုင်ချတာနဲ့လဲတာမတူဘူး။တခုရှိရ။ထိုင်ချသွားတာနဲ့ဘေးရင်ကဒီလိုဇူးလိုထိုင်ချသွားတာနဲ့ဘေးလိုက်လဲရတယ်မတူဘူးပေါ့နော်။အဲ့တော့ဦးကထိုင်မှာလည်းပြိုကြွားတဲ့အချိန်မှာစစ်စစ်တူးချစ်တဲ့အရာတုံးထားတဲ့ပစ္စည်းတွေကအများစုက China made တွေပေါ့နော်။ ရေသွေးတွေမကောင်းဘူး quality မကောင်းလို့သိရပါတယ်။ဟုတ် civil engineer မဟုတ်ပါဘူး။မြန်မာပြည်အနေနဲ့လည်း engineer အများကြီးပါ။ပြန်ပြီးတော့ဟိုကပြောချင်တာကစစ်စစ်သုံးသက်သိနေပေါ့နော်။အသက်ပေါင်းများစွာကိုချင့်ရင်ကိုယ်နိုင်ငံကိုကိုချင့်မြန်မာနိုင်ငံမှာရှိတဲ့ civil engineer အသင်းတွေကပါစပ်ပိတ်မနေဘဲနဲ့နော်ပြည်သူတွေရဲ့အသက်အိုးရင်အခုကဖြစ်ပြီးွားပြီနော်အခုနောက်တစ်ခါထပ်မဖြစ်အောင်အခုလက်ရှိရှိရဲ့ကွန်ဒိုမီနီယံတွေနော် ငလျင်ဒဏ်ခံနိုင်ပါ යි ဆိုပြအာမခံနဲ့ဆောက်ထားတဲ့ကွန်ဒိုမီနီယံတွေကိုပြန်ပြီးတော့စစ်ဆေးပေးစီခြင်းပါတယ်။ဥပမာ individual ဆောက်ထားတဲ့ privately ပေါ့နော်ကိုအင်ကိုဆောက်တဲ့တိုက်တွေတချို့ contract တိုက်တွေကသူတို့ဆောက်ထဲကအတမှန် RC တိုက်တွေဖြစ်တဲ့အတွက်သူတို့မှအာမခံချက်မပေးတာဒါက fair enough ပါ။အဲ့တော့တချို့ကွန်ဒိုတွေကပြီးသူတွေကိုရောင်းထားတာရှိပါငလင်းတန်းခန္ဓာအောင်စောက်ထားပါတယ်စိတ်ချပါယုံကြည်ရပါတယ်ဆိုတော့ကွန်ဒိုတွေကိုမြန်မာနိုင်ငံ civil engineer အသင်းတွေကနေ ြန်စစ်ဆေးပေးပါလို့ဦးအောင်မြစ်တိုင်ရက်ခံပါတယ်ဒါကတော့နောက်ဖြစ်လာမဲ့နောက်ထပ်လူတွေအခုလိုမျိုးအစုလိုက်ပြုံလိုက်ပေါ့နော်တနေရာထဲမှာမဖြစ်အောင်ပါနော်အဲ့တော့ဦးကမြစ်တိုင်ရက်ခံပါတယ်အင်ဂျင်နီယာရေဆိုတာအလုံးအတူတူပါပဲစီဗယ်ပဲဖြစ်မကနီကယ်ပဲဖြစ်ဖြစ်အီလက်ထရောနစ်ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်အင်ဂျင်နီယာဆိုအင်ဂျင်နီယာ mindset ရှိပါတယ်နော်အဲ့တော့ကူညီကြပါလို့ဦးကမြစ်တိုင်ရက်ခံပါကျေးဇူးတင်ပါ